အားလုံးပဲမင်္ဂလာပါပကံခင်မှာဗုဒ္ဓသာသနာများစွာစီပင်ထွန်းကားပြန်ပွားခဲ့ပါတယ်အဘိဓမ္မာမှာပဲကျွမ်းကျင်ကြတာမဟုတ်ပဲတရာပိုင်းမှာဆိုရင်လည်းတတ္ထနိတိလိုကျမ်းတွေပေါ်ထွက်ခဲ့တဲ့ခေတ်ဖြစ်ပါတယ်ဘယင်ကိုယ်တိုင်ကျမ်းဂန်တက်ကျွမ်းသလိုအမတ်ကြီးတယောက်ရဲ့အီချင်းကို ဖော်ပြတာတောင်မှပိရကတ်သုံးပုံနဲ့တက်စွာထတော်ဆိုပြီးဖော်ပြတဲ့ခေတ်ပါဒီဗီဒီယိုမှာပကံခိကလူပုဂ္ဂိုလ်တွေလည်းပရိယတ်တိလေ့လာခဲ့ကြပုံအကြောင်းတင်ပြသွားပါမယ်။ မျိုးသမီးများလည်းပရိယတ္တိစာပေတင်ယူလေလာခဲ့ကြရဲဆိုပါတယ်တယောက်နဲ့တယောက်တွေ့ဆုံကြတဲ့အခါလောကီရေးရမေးမြန်းခြင်းမရှိကြပဲအခုဘယ်စာကိုတင်နေပါသလဲဘယ်စာတွေရနေပါသလဲလို့မေးကြပါတယ်တဲ့အမျိုးသမီးတယောက်ကအခြားအမျိုးသမီးတယောက်ကိုဒီနေ့ဘယ်စာတွေတင်နေပါသလဲဘယ်စာကိုရပါသလဲမေးတဲ့အခါအမေးခံရသူကဒီနေ့ကလေးတွေများပြီးအလုပ်ကိစ္စတွေရှုပ်နေလို့များများတော့မလေးလာနိုင်ပါဘူး မဟာတမန်တာပဋ္ဌာန်းချမ်းကြီးရဲ့ကုသလတိတ်တပိုင်းလောက်ကိုသာနှုတ်တက်ဆောင်နိုင်တယ်လို့ပြန်ပြောပါသတဲ့ကလေးငယ်တွေသာမရှိရင်ပဋ္ဌာန်းတစ်ချမ်းလုံးကိုရနိုင်မဲ့သဘောပါပဲပကံပြီမှာအမျိုးသမီးများလည်းပါဠိတရာတက်ကြွန်းကြပါသတဲ့ယဟန်တပါးဆုံးခံနေခြင်းဆွန်လောင်းသူအသက်၁၂နှစ်အရွယ်အမျိုးသမီးငယ်ကအရှင်ဖျားဘွဲအမီမိန်တော်မူပါအောင်ဖျားမေးလျှောက်တဲ့အခါယဟန်ကသူ့ဘွဲအမီကဥခေမာဖြစ်ကြောင်းပြန်မိတ်ပါတယ် အဲဒီအခါအမျိုးသမီးငယ်ကအရှင်ဖျားသည် ပုံလင်ယောက်ျားဖြစ်ပါလျက်အိတ်ထီလင်အမိမှဲ့ထားပါလားလို့ရှောက်တဲ့အခါအိမ်ထဲမှာချက်ပြုတ်နေတဲ့အမိက ဟဲ့သမီးယာသာရီကန်းရဲ့လက္ခဏာကို မသိဘူးလားလို့အော်ဟစ်ပြောပါတယ်။အဲဒီအခါမှာအမျိုးသမီးငယ်ကလည်းယာသာရီကန်းရဲ့လက္ခဏာကိုသိကြောင်းဒီခေမဒရာကယာသာရီကန်းလက္ခဏာမဝင်ကြောင်းစသဖြင့်အပြန်အလှန်ဒရာရေးဆွေးနွေးကြပါတည်း။ အင်းဝါမှာသတင်းသုံးတဲ့ကိုရင်တပားကပကံမှာပါဠိတက်သူတွေများတဲ့သတင်းကြားတာကြောင့်စုံစမ်းဖို့ပကံရောက်လာပါတယ်။ပကံပြည်နာရောက်တဲ့အခါဝါကင်းဆောင်တဲ့မိန်းကလေးကိုတွေ့တော့လမ်းခီးအခြေအနေမေးဖို့ချင်းကပ်ပါတယ်။မိန်းကလေးကဘယ်အရက်ကကြွလာတာပါလဲဖေရလို့မေးလျှောက်ပါတယ်။ကိုရင်ကရတနာပူရအင်းဝါကလာတာဖြစ်ကြောင်းကို ပါဠိဘာသာနဲ့ရတနာပူရတော့အဟံအာဂိစတိလို့ပြန်ဖြေပါတယ်။ အင်္ဂလီကအခုဘယ်ကိုကြွမှာပါလဲဖေဟာမေးလျှောက်တဲ့အခါကိုရင်ကပကံပြီကို သွားမှာဖြစ်ကြောင်းကို ပါဠိဘာသာနဲ့အရိမတနနဂရံကစ္စတိလို့ပြန်ဖြေလိုက်ပါတယ်။ကိုရင်ပြန်ဖြေတဲ့ပါဠိနှစ်ကျောင်းလုံးမှာ အမယောဂနဲ့သုံးရမှာကို နာမယောဂနဲ့သုံးထားတဲ့အတွက်တရာနိမနေကြောင်းမင်းကလေးကရှောက်ထားပါတော့တယ်။အဲ့ဒီအခါမှာ ကိုရင်ကယာကင်းဆောင်တဲ့မင်းကလေးဒီပင် တရားရေးကျွမ်းကျင်ပါပြီတဲ့အခြားသူတွေသာဆိုဘယ်ဆိုပဲရှိပါမလဲလို့တွေးမိပြီးအဲနေရာကနေအင်းဝကိုပဲပြန်ကြွသွားတယ်ဆိုတဲ့အကြောင်းသာသနာဝင်တပ်ပဒီပိကာကျမ်းကိုအဓိကကိုးကားပြီးတင်ပြလိုက်ပါတယ်ခင်ဗျာ